ားလုံးပဲမင်္ဂလာပါ UK Master ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပြိတက်တီအောင်လည်းမင်္ဂလာပါ Liverpool ပြိတက်တီအနေနဲ့ Ibrahim Konate ကိုဆက်ထိန်ထားတဲ့လားဒါစာချုပ်တတန်မတိုးရင်လည်းဒီကောင်ထွက်တော့ကွာဒီကောင်အလိုမရှိတော့ပါဘူးတတန်တိုးမယ်ဆိုရင်ရော तू ဟာအသင်းတိုးက first choice ဖြစ် Titan ရဲ့လားဒါ Liverpool အသင်းကိုကျွန်တော်ကြည့်ကြည့်တာပေါ့လေလက်ရှိအနေထားရ Vajje van Dijk ကြောင့်ဒါ Konate ပဲဖြစ်ဖြစ် Joe Gomez ပဲဖြစ်ဖြစ် Joe Martin ပဲဖြစ်ဖြစ် ကြိုက်တဲ့သူကစားအရင်တော့ကခွန်ဆာ့ကစားတယ်အကုန်လုံးအစဉ်ပြေတယ်ခနာတိကမကောင်းမှုကောင်းတယ် RB live set ကပြောင်းလာပြီးတဲ့အချိန်ထိလူငယ်ကစားမလေးကနေတော်တော်လေးကောင်းတဲ့ကစားမဖြစ်ပေမဲ့ပြည်သက်လွေစဉ်အသင်းမှာဆိုရှိရင် DD Dishon ကဥပမခါနိုးနဲ့ William Saliba ကို first try ထားပြီးတော့ခနာတိကို second try ထားတယ်ခနာတိကအခု Van Dijk ရှိပါရဲ့နဲ့အမားတွေအချင်းချင်းလုတ်ပြီးတော့ သူ့မှာကျွန်တော်အားသာချက်ကသူ့ရဲ့ pace ရဲ့ body ရဲ့ strength power ကျွန်တဲ့ဘက်မှာ sloppy ball လို့မှားပေးတာတွေပြာရခတ်နေတာပဲသူ control situation တတ်တမ်းမတိုးဘူးလို့တင်းခံနေတဲ့တောက်လျှောက်လုံးမှာခြေကတောက်လျှောက်ကျနေတယ်။ဒါ Liverpool အနေနဲ့ Van Dijk ကိုကျွန်တော်ထင်တော့အနည်းဆုံးတစ်နှစ်ကောင်းကောင်းရအောင်ပဲ။ဒါ Liverpool ကအခု Crystal Palace ဆိုရင်သူတို့ဘာစဉ်းစားလဲဆိုတော့ Marquinhos ကို Liverpool နောက်ထပ်တစ်ချိန်စောင့်ရသေးမှာကမ်းလှမ်းမယ်လို့ယုံကြည်နေတယ်။ မာကေကြီးကလည်းလီဗာပူးကသူ့ကိုခေါ်နိုင်မယ်လို့ယုံကြည်နေတဲ့အတွက်ကြောင့်သူတို့ကလည်းတတ်တမ်းမတိုးလို့ဆုံးဖြတ်တဲ့အချိန်မှာပဲလစ်ကလည်းစောင်းရတီမှာအလွတ်ထွက်ခွင့်မပေးခြင်းတဲ့အတွက်ကြောင့်စောင်းရတီမှာရောင်းမယ်ဆိုခနာတီရဲ့လက်ရှိဆီချူရှင်ကတော်တော်ကိုခြေစွမ်းမငြိမ်ဘူးဗျာဒါပွဲတိုင်းမှာခနာတီဟာလီဗာပူးရဲ့ခံစစ်တစ်ခုလုံးအားနေပြီဆိုခနာတီက main လို့ဖြစ်နေတာဗန်ဒိုက်ကလိုက်လိုက်ဖာနေရတယ်အမှန်တိုင်းပြောရင်ဗန်ဒိုက်နဲ့ခနာတီညမှာလီဗာပူးကသွေးသစ်လောင်းကိုလောင်းရမှာအခုကျွန်တော်တို့ဗျာ EPC မှာခနာတီထွက်ရင်ဥပမကာနိုတည်င်းထွက်တယ် နောက်တစ်ခုကဘက်ဆိုဒီသတင်းထွက်တယ်။နောက်ဒီမစ်ခီဗန်တပန်သတင်းထွက်တယ်။တေချာတော့မစ်ခီဗန်တပန်ကိုထော့တန်ကရာဖို့အမတန်ခက်တယ်။ဥပမခါနိုးက free ဖြစ်တဲ့ကြောင့်ခနာဒီအထွက်သူဝင် ဖြစ်နိုင်သလိုနောက်တစ်ဖက်မှာလည်းဒါကျွန်တော်တို့တခြားထိတ်တန်းခံစင်မှုတွေမှာဘက်ဆိုဒီဘက်ဆိုဒီကအင်တာမီလန်ကရောင်းဖို့သိတ်ဆန္ဒမရှိပေမဲ့တကယ်လို့ maybe တန်း80ယူရိုတန်း100ပက်ကေ့ပေါင်85တန်းလောက်ပေးရင် maybe ဖြစ်နိုင်တယ်။နောက်ဒီမာကီဟီတယောက်ရှိတယ်ဆိုတော့လီဗာပူးအနေနဲ့ကျွန်တော်အမြင်တော့ အီဘရာဟီမာခနာတီနေရာတချို့ကျွန်တော်ကိုမန်နေမှာတွေ့ရသေးတယ်ခနာတီကိုကြည်ရတာတဲ့ဘာသွားနဲ့ဘာနဲ့သွားတူလဲဆိုတော့ဆိုရှယ်အက်တက်ကပရက်ရှာတွေများပြီးအမားတွေအများကြီးဖြစ်တဲ့မဟာရီမကွိုင်းယားနဲ့တောင်သွားစင်ဟုတ်တယ်ကျွန်တော်အဲ့လိုကောင်ထင်ရတယ်ဘာလို့ဆိုတော့ သူ့ကိုကြည့်လို့ရှိရင်ဘာလို့ sloppy ဖြစ်နေမှမသိဘူးသူ့ဘေးမှာကစားတာကကမ္ဘာအကောင်းဆုံးလက်ရှိကမ္ဘာအကောင်းဆုံးခံစင်မှုတယောက်ဘေးမှာကစားနေတာတကယ်တမ်းပြကျွန်တော် liverpool နီးပြအာနီ slot ဆိုရင် contract situation မငြိမ်ဘူးအမှားရွေးများတဲ့သူခနာတီကိုအောက်ပြီးတော့ဂျူဂိုမတ်ကိုထားမမရရမမီလာဂျူဂိုမတ်လည်းအရင်တော့မငံ့ပါဘူး Jagan Clock Champion ဖြစ်တဲ့နှစ်တွေမှာရောအဟိုးအစောပိုင်းနှစ်တွေ Champion League Final တက်တဲ့နှစ်တွေမှာ Gomez ကကောင်းခဲ့သူပဲဒါပေမဲ့ နီးပြားကဘာလို့ဖြစ်မလဲဆိုတော့မတုံမတုံမတုံနဲ့သူလည်းတော်တော်လေးခဲရလို့ပေါ့ဗျာတုံးပါများရင်နဲ့ဒီဒီရေးပါများရင်နဲ့တုံး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 နဲ့နောက်သူမကစားရတဲ့လုံးဝပျောက်နေကျွန်တော်မြင်တော့ဒါခနာတေးနေရာမှာသူအပြောင်းလဲလုံးတဲ့နေဥမာဗျာကျွန်တော်ဘာဆိုနာအသင်းနီးပြားကိုကြည့်ကောင်းတာမကောင်းတာကိုပြောတာမဟုတ်သူအရူဟိုးနဲ့ကဘာစီတွေ့တယ် ဒါကဘာစီနဲ့အဲ question စင်တွေ့တယ်တခါအခုဆိုရင်ဒါ Jerome Martin ကိုအလေထည့်တယ်နောက်တစ်ချိန်တည်းမှာပဲတခြားဆန်နှပတ်တွေရှော့ရှော့ဆန်းနေတာဗျာဘယ်ကောင်းကောင်းမလဲဒါပေမဲ့အာလီဆော့ကိုကြည့်လုံးဝအပြောင်းလဲမလို့ဒီလူတွေပဲဒီဆန်နှပတ်နှစ်ယောက်ပဲကျွန်တော်ထင်တော့ Marke Hi ရဲ့ Mickey Van der Ben ဆိုရင်တန်း80လောက်အနည်းဆုံးပေးရနိုင်တယ် Marke Hi ရဲ့ Mickey Van der Ben ရဲ့နောက်တစ်ဖက်ကဟိုဒီ Best Story ရဲ့ ဒီ၃ယောက်ရဲ့ဥပမခါနှုတ်ဥပမခါနှုတ်ကလည်းတကယ်လို့ဘိုင်ယန်ကတတ်တမ်းမတိုးနိုင်အောင်ရယ်မက်ဒရစ်မခေါ်ဘူးဆိုရင်ခနာတီနေရာမှာအစားထိုးလီဗာပူးပိတ်တက်တီအနေနဲ့အခုနောက်ဆုံးကြားတဲ့ report တခုဆိုရင်ကလပ်ကသူ့ကိုတတ်တမ်းထတ်တိုးမယ်ဘာညာနဲ့ဒါအခုချိန်ဒီသူ့ဘက်ကတုံ့ပြန်တာချင်းမရှိလို့စဉ်းစားနေဆဲဖြစ်တယ်ဘာညာနဲ့လီဗာပူးပိတ်တက်တီဆိုခနာတီ situation ကိုဘာလို့ချေကျွန်တော်ထင်တော့အီဘရာဟီမာခနာတီကိုလီဗာပူးမေ့ထားလိုက်အားလုံးကမိုဆာလက်နေရာရဲ့အစားထိုးမဲ့သူကိုပဲရှာတာပိုကောင်းမယ်ကျွန်တော်တော့ဆဲနောက်တစ်ခုကတော့သူတို့လက်ခွာဆိုတဲ့အခု ီ crystal palace ရဲ့ကစားသမားလည်းရှိသေးတယ်သူတို့ center back တွေတော်တော်များများကြည့်နေကျွန်တော်အမြင်ပေါ့လေလဘာဘူးပိတ်တက်ဒီခနာတီကိုဆက်ထိန်ထားတယ်သူတတန်းထတ်တိုးမယ်ဆိုရင်တော့မတိုးဆိုရင်တော့ဘသူစားထိုးတယ်လဲဂေဟီတန်ဖြစ်နိုင်လားတခြားဘသူဖြစ်နိုင်လဲလဘာဘူးပိတ်တက်ဒီအပြောင်းလဲလုပ်တယ်လားဘလို့ထင်လဲကိုမမဝင်ရောက်မှတ်ချက်ပေးကြပါအားလုံးကျေးဇူးတင်ပါတယ်